ဖုံဖုံဖေရတဲ့အဖေကိုဒေါသထွက်ပြီးဒုံနဲ့ရွယ်မိတာ ငရေကြည့်ပါသလားဖေရတဲ့ဗီဒီယိုလေးနဲ့ဖြေပြပါလို့တကလေးတယောက်ကလာရောက်ပြီးတော့ရှောက်ထားပါတယ်အဖေကိုဒုံနဲ့ရွယ်မိတာပေါ့နော်ညဇော်ဘုရားရဲ့စကားကိုမလွဲမသွေနားထောင်တယ်ဆိုရင်ညဇော်ဘုရားကဘာပြောတုံးဆိုတော့ဖါကိုလက်ရအမိမာလက်ဝဲပကုံးထက်တွင်အမြဲတင်လေရဲ့တင်လေးရဲ့လှုပ်ကြွေးမပြတ်မွေးလေကျေးဇူးကုံဆိုင်မကုံနိုင်ဘူးတဲ့ အဖေကိုလက်ရပကုံးပေါ်မှာတင်အမေကိုလက်ဝဲပကုံးပေါ်မှာတင်ပြီးတော့တသက်ပတ်လုံးပြုစုလုံးကျွေးမယ်ဆိုရင်မိဘတွေရဲ့ကျေးဇူးတရားဟာဆက်လို့တော့မကုန်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောပါတယ်ကျေးဇူးတရားအမတန်ဒုတယ်ကြီးမားတယ်ပေါ့အဲ့လိုဒုတယ်ကြီးမားတယ်မိခင်ဖခင်တွေကိုဒုံနဲ့ရွယ်မိတယ်ဓာတ်နဲ့ရွယ်မိတယ်လက်သီးနဲ့ရွယ်မိတယ်အော်မိငေါ့မိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေတာသမီတွေဟာမာနဲ့တူလဲလို့ဆိုရင် အမတန်မာကြောခက်တံတဲ့ ြောက်တောင်ကြီးကိုခေါင်းနဲ့ပစ်တိုက်တဲ့လူနဲ့တွေ့ပါတယ်။ခေါင်းနဲ့ပစ်တိုက်လိုက်တော့ကြောက်တောင်ကြီးကတော့ဘာမှဖြစ်မသွားဘူး။အဲ့ဒီတိုက်တဲ့သာသမီတွေပဲခေါင်းကွဲသွားမှဖြစ်ပါတယ်။အခါတုန်းကတကယ်ဖြစ်ပျက်ခဲ့တဲ့ဇလန်းလေးတစ်ပုဒ်ပေါ့။မယင်ရွှေတဲ့။ငယ်ကလေးကကြီးနဲ့မိဘတွေကပိုးမွေးသလိုမွေးလာတာ။ဘာမှမခိုင်းရက်မစီရက်ပေါ့လေ။မွေးလာလိုက်တာ မယင်ရွှေလေး16နှစ်အရွယ်ကိုရောက်လာပြီလဲဆိုရော့အမေဖြစ်တဲ့သူမှာကိုဝင်ရတယ်ဗျကိုဝင်ရတော့ဒါကိုဝင်အရက်မကြီးနဲ့ပေါ့လေအဲအိမ်ကားထဲမှာမိဖွားနေတဲ့အချိန်မှာအကုန်လုံးအိမ်မှုကိစ္စမှန်တယ်မြမယင်ရွှေပဲလုပ်ရပါတယ်ရေခါရင်လဲမယင်ရွှေထင်းခွဲရင်လဲမယင်ရွှေသမင်းချက်ရင်လဲမယင်ရွှေအဝတ်လျှော်ရင်လဲမယင်ရွှေအကုန်လုံးအစကတည်းကလုပ်ရတာ အဲ့လိုအစခတ်သိရင်လောက်ရတဲ့ခါကျတော့ဓမ္မရရွေကအာသူကမကျေနပ်တော့ဘူးဘသူ့ကိုမကျေနပ်တော့ဆိုတော့သူ့ရဲ့အမေကိုမကျေနပ်တာဖြစ်ပါတယ်အဲ့တော့အမေကိုမကျေနပ်တော့အာညနာကြီးကစူပေါ့ပြီးတော့မှနေတဲ့အချိန်မှာအမေဖြစ်တဲ့သူကအိမ်ကန်းတဲကနေခိုင်းတယ်ဗျရင်ရွေတဲ့နင့်ဖေအဲ့ရတဲ့မှာလဲနေတယ်တဲ့အဆန်ပြုတ်ကလေးပြုတ်လိုက်ပါအောင်သမီးရဲ့လို့ပြောတာကိုရင်ရွေက အောင်မလေးတဲ့မပြုတ်နိုင်ပါဘူးတော့တဲ့ချင်းခွဲလဲကျမရေခါလဲကျမထမင်းချက်လဲကျမတဲ့အိမ်မှုကိစ္စမှန်တယ်ညအကျုပ်ကြီးပဲလောက်ရတာတဲ့တော့လင်ရဲ့ကိစ္စကိုယ့်အကူလောက်ပါလားတဲ့ကျမကတော့မလုပ်ပြနိုင်ဘူးလို့ဒီလိုပြောပါတယ်အဲ့တော့ငယ်ကလေးဟာကြီးနဲ့ပူမွေးတယ်လို့အလိုလိုက်ပြီးတော့မွေးခဲ့ရတဲ့မိခင်ကစိတ်ဆိုးတာပေါ့လာစိတ်ဆိုးတာနဲ့ညောတော်တော်ဆိုးတဲ့ကောင်းမပဲဆိုအိမ်ကန်းထဲကထွက်လာပြီးတော့အမပါးရိုက်မယ်လို့အလုံးမှာပါးရိုက်မယ်လို့လုပ်တဲ့အချိန်မှာ မလေးရှင်သာလက်ပါတာမဟုတ်ဘူးတဲ့ကျမလည်းလက်ပါတယ်ဆိုပြီးမိခင်ရဲ့မိခင်ရဲ့လက်ကိုဖမ်းဆွဲပြီးအဲ့မှာသူ့ကိုယ်တိုင်ဥအောင်ရိုက်ချလိုက်ပါတယ်အဲ့လိုဥအောင်ရိုက်လိုက်တဲ့ခါကျတော့မိခင်ကလည်းပဲငိုတာပေါ့ဟိုသွင်းသူတားနုနဲ့ဆိုတော့ယေရှုရဲ့လက်ချက်နဲ့ပဲအဲ့ဒီမှာအမောက်ရဲ့လဲကြသွားတယ်အဲ့ဒီအချိန်မှာအင်ရှိမှာခေါ်တန်တတန်ကြားရတယ်တဲ့ယင်ရွှေယင်ရွှေလာခဲ့ပါလို့ခေါ်တာပေါ့ဒါနဲ့ပဲယင်ရွှေက သူ့ကိုခေါ်တဲ့အထင်နဲ့အိမ်ဘုံကနေစင်ပြေးသွားတယ်။မိခင်ဖြစ်တဲ့သူကတော့စိတ်ပူတာပေါ့။ဩအမေအရင်ကိုပါရိုက်တယ်။ဒီကောင်မလေးကတော့ကံကြီးထိုက်တော့မှာပဲ။စိတ်ပူပူနဲ့ပေါ့။အဲ့ဒါပြေးလိုက်သွားတာ။ဟိုးလေကွင်းထဲကိုရောက်ပြီလဲဆိုတော့အဲ့ဒီမြေကြီးတွေကပတ်ကြားအပ်လာပြီးအဲ့ဒီရင်ရွှေရဲ့ခြေထောက်နှစ်ဖက်ကိုညှပ်ထားလိုက်တယ်။ပြေးလို့မရတော့။မြေကြီးကလည်းပူလိုက်တာ။ကောက်ရိုးတွေတော့မိလောင်လို့ပေါ့။အဲ့တော့ကဲကြပါကဲကြပါကဲကြပါနဲ့တစားစားအော်တယ်ဗျ။ ဘလောက်ပဲအော်လူတွေကလည်းဝိုင်းဝန်းပြီးတော့ကူညီကြပါတယ်ရေးစားတယ်ရေးစားတယ်ရေးပေးပါဆိုတော့အဲ့ဒီဝလုံးထိတ်မှရေဘူးတက်ပြီးတော့မှလမ်းထိုးပေးတယ်အဲ့ဒီဝါကလည်းလမ်းတစ်ဝက်မှမိတောင်ပြီးတော့ပြတ်ကြတယ်ဘလို့မှရေးပေးလို့မရဘလို့မှလည်းကယ်လို့မရဘူးအဲ့ဒီအချိန်မှာမိခင်ကြီးကလည်းစိတ်ပူရနဲ့သူ့သမီးနောက်ကိုပြေးလိုက်လာတော့သူ့သမီးကဟိုမှာမြေမျိုးနေချင်းမျက်စီချင်းမျက်စီကနေဒူးစိဒူးစိကနေခါအဖြစ်ဖြစ်ချင်းနဲ့မျိုးတာပေါ့နော် ။ဒါနဲ့စိတ်ပူလုံးမကစိတ်ပူလုံးတော့သမီးရဲ့အမေကိုအားရလို့ဖြစ်ရတာတဲ့။အဲ့တော့သမီးရဲ့အမေကိုပြန်တောင်းပါလိုက်တဲ့။အာအမေကိုပြန်တောင်းပါရင်ကြည်သွားနိုင်တယ်။အဲ့တော့မှတောင်းပါနဲ့ဗျ။ဘလို့မှကြည်မကြည်နိုင်တော့ပါဘူး။ဘာဖြစ်လို့ကိုထီးလက်ရောက်ကျူးလွန်ပြီးသားဖြစ်သွားလို့မို့လို့ဟိုတောင်းပါလို့မရဘူးပေါ့။ဒါကြောင့်မို့ရင်ရွှေရအဲ့ဒီနေရာမှာပဲညင်ညိုပြီးတော့ဒါငရဲ့ပြေရောက်သွားမှာပေါ့ဗျာ။ဒါထားပါတော့။ ပြောချင်တာကတော့မိခင်ဖခင်ဒီကျေးဇူးအမတန်ကြီးမားတဲ့ပုံကိုယ်တွေကိုဒုနဲ့ရွယ်မိတယ်ဓာနဲ့ရွယ်မိတယ်လက်နဲ့ရွယ်မိတယ်ဒါကာယကံမြောက်မလုပ်သေးဘူးအပြစ်ကတော့ရှိတယ်ဒါနဲ့အယံကြီးတော့အပြစ်မကြီးသေးဘူးပြန်လဲပြီးတော့မှတောင်းပန်ပါတကယ်လုပ်ခဲ့တယ်ဆိုရင်ပြန်ပြီးတော့တောင်းပန်ပါအဲကိုတိလက်ရောက်ကျူးလွန်မိတဲ့ပုံကိုယ်ကတော့တန်နီးမဟုတ်တန်နီးနီးနဲ့တော့ဒါအပြစ်ကိုခံယူရမှာဖြစ်ပါတယ် အဲကြောင့်မို့ဂျေဇုအမတန်ကြီးမားတဲ့ပုံကိုယ်တွေကိုစော်ကားပုတ်ခတ်ခြင်းဟာဘာနဲ့တူလဲလို့ဆိုရင်အမတန်မာကြောတဲ့ကြောက်ဆိုင်ကြောက်တုံးကြီးကိုခေါင်းနဲ့ပြစ်တိုက်တဲ့လူနဲ့တူပါတယ်။အဲကြောင့်မို့မိဘရဲ့ဂျေဇုတွေကိုတိပြီးတော့မိဘကိုမပြစ်မကြပါနဲ့လို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပါချမ်းသာချမ်းသာကြပါစေခင်ဗျာ။ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။တဘာတုတ္တရှင်လေးမှာအသိပညာပုံတုတ္တရရပါရတရားတော်များကိုရှားပွင့်ပြီးနှဝေပင်ခြင်းဖြစ်ပါတယ် ဖုံဖုံဖရာတဲ့တပည့်တော်ရဲ့တဝန်းခွဲတယောက်ရှိပါတယ်ဖရာတဲ့အမေကိုရိုက်နေစော်ကားပါတယ်ဖရာတဲ့အသက်က20ကျော်နေပြီတဲ့မိဘကို မလုပ်ကျွေးပဲတဲ့အဲလမ်းပေါ်မှာရှောက်သွားနေတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာမြေလဲမြို့တာမတွေ့ရသေးဘူးတဲ့တည်တဲ့ခါကျမှငရဲကျမှလာဖရာလို့ဖုံဖုံကိုလာရောက်ပြီးတော့မေးထားတာလေးရှိပါတယ်လူတွေဟာမသေးခင်ကြတဲ့ငရဲတဲ့ တေပြီးမှကြတဲ့ငရဲကို ပို့ပြီးတော့တွေးကြောက်ကြတယ်။ငရဲဆိုတာမတည်ခင်ကလည်းပဲကြတတ်တယ်ဗျ။အဲ့လိုမတည်ခင်ကငရဲကြခဲ့ဘူးတဲ့လူတယောက်ရှိတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာဖခင်ကိုတတ်ခဲ့တဲ့ပုဂ္ဂိုလ်ပေါ့။အားလုံးသိတယ်အဇာရတမင်းဖြစ်ပါတယ်။အဇာရတမင်းကိုကိုယ်ဝန်လွှဲထားရစဉ်တုန်းက ပုံနှပြူပုံနှညိုတွေကဖေတင်တွက်ကြတယ်။ဒီပိုက်သေးကကလေးဟာတဲ့။ဖခင်ကိုတတ်မဲ့သားပဲတဲ့။မမွေးပါနဲ့လို့ဆိုတော့ ဝိရိယမီဘုရားကြီးကလည်းပဲသူ့ရဲ့မောင်တော်ကိုတတ်မဲ့သားကိုမမွေးဘူးဆိုပြီးကိုယ့်ရင်ထဲကိုခဏခဏသွားသွားပြီးတော့ကိုယ်ဝန်ကိုဖျက်ကြပါတယ်ခဏခဏသွားပါများတော့ဗေမိတာရာမင်းကြီးကစုံစမ်းလိုက်တဲ့အခါမှာသူ့ရဲ့ရင်သွင်းငယ်လေးကိုဖျက်ချတာကိုသူတီးသွားတယ်ဒါကြောင့်မို့မိဘကြီးကိုတားတယ်မလုပ်ပါနဲ့ကွာငါ့ကိုတတ်ကျင်တတ်ပလိစေတဲ့ငါရဲ့ရင်သွင်းငယ်လေးကိုတော့အမင်းကောင်းကောင်းမွန်မွန်မွေးပေးပါလို့တောင်းဆိုတော့မှအဲ့ဒီမှာဗျာကိုလာလွယ်ဆယ်လာရောက်တော့မွေးတယ်ပေါ့ ဝိလာတော့အာဇာတတဆိုတဲ့ဒီကလေးဟာလက်မှာခုနာယောဂပေါက်လိုက် ခုနာယောဂဆိုတာသွေးတဆူဆူပြီးတဆူဆူထွက်တဲ့ယောဂပါအဲ့ဒီယောဂဖြစ်တော့ကလေးကနာလုံးလုံးငိုတာပေါ့ဒါနဲ့အဲ့ဒီလက်ကသွေးတွေကိုစုပ်ထုတ်ပြီးတော့မှထွေးတယ်ထွေးတဲ့အချိန်မှာကလေးကစူးစူးဝါးဝါးငိုတယ်နောက်တော့မထူးတော့ပါဘူးဆိုပြီးသွေးတွေရောပြည်တွေရောမယောမရှာပဲမျိုးချခဲ့တယ်အမိသားရာမြင်းကြီးဒါကိုအယမ်းချက်ပါတယ် ဆယ်၆နှစ်အရွယ်ရောက်လာတော့အဇရတမင်းသားလေးကလူပေါင်းမှပြီးတော့ရှင်ဒီဝရနဲ့တွားပေါင်းမိတယ်။ရှင်ဒီဝရကဘာပြောတော့ဆိုတော့ငါကဖယားကိုတတ်ပြီးတော့ဖယားလုံးမြေတဲ့။မင်းကမဲ့ဖေကိုတတ်ပြီးတော့ရှင်ဘယင်လုံးလို့ဆိုတော့ဟုတ်ပြီကျကျွန်တော်ရှင်ဘယင်လုံးမယ်ဆိုတော့ဓာတ်တစ်ချောင်းနဲ့ဒီလုံကြုံကြီးတွေအထထကာထားတဲ့တွေ့ရဲ့အဖေကိုတွားတတ်ပါတယ်။တခါမှလည်းလူမတတ်ဘူးတဲ့သူဆိုတော့တုံတုံရင်ရင်ခေါင်ချောက်ချားဖြစ်တော့ ဒီကလေးကမမှန်ဘူးလို့ဖမ်းပြီးစစ်ဆေးလိုက်တဲ့ကမှာဒါတဲ့ချောင်းကိုတွေ့တယ်။မင်းဒီတာဘာလို့ဖို့တော့ကျွန်တော်ရဲ့အဖေကိုတတ်မယ်။ဘာလို့တတ်ချင်တာတော့ချင်းနှန်းကိုလိုချင်လို့ပေါ့။ဆိုတော့မူမတ်ဒီကလည်းဖမ်းချုပ်လိုက်ပြီးတော့မှဒီအဇာရတဆိုတဲ့ဒီမင်းသားကိုဟိုအပြစ်ပေးမဲ့အဖွဲနဲ့အပြစ်မရှိဘူးဆိုတဲ့အဖွဲနှစ်ဖွဲ꿰သွားတယ်ဗျ။ဒါနဲ့အဲ့ဒီအပြစ်ပေးမယ်ဆိုတဲ့တပ်ဖြတ်တဲ့နယ်ဆိုတဲ့သူတွေကိုရာဓုကနေဖြုတ်ပြလိုက်ပါတယ်။ သူ့ရဲ့သားလေးကိုမေးတယ်ငါသားတဲ့မင်းဘာလို့ငါ့ကိုတတ်ချင်တာလဲအဖေရဲ့ထင်းနှံမွေကိုလိုချင်လို့ပေါ့ဘောငါသားရဲ့အချိန်တန်ရင်မင်းရမှာပဲကွယ်အေးပါဒီလိုဟိုမင်းငါ့ကိုတတ်စရာမလိုပါဘူးတဲ့မင်းလိုချင်တပဆိုရင်ထင်းနှံမွေကိုငါပေးပါမယ်ဆိုတော့ထင်းနှံမွေတော့အကုန်လုံးလွှဲပေးလိုက်တယ်အဇရဒကပျော်သွားတာပေါ့သူ့ဆရာကြီးကိုယောက်သွားတယ်အဲဆရာကြီးတဲ့အဲကျွန်တော်အဖေကထင်းနှံနေအကုန်လွှဲပေးလိုက်ပြီတဲ့ကျွန်တော်ရှင်ဘရင်ဖြစ်ပြီတဲ့ ။အဲကောင်မင်းယူနေသလားကွာတဲ့။မင်းအဖေကအရှင်အလတ်ကြီးရှိသေးတယ်။မင်းကိုကြောင်းပြောအောင်ထားတာမလို့အချင်းတန်းရင်မင်းရဲ့ချင်းနှံ့ကိုသူကပြန်သိမ့်လိမ့်မယ်။စိတ်မချရဘူး။မင်းအဖေကိုတေအောင်တတ်မြောက်ပေးပါတယ်။ဆရာပေါ့မမစင်တယ်နော်။တေအောင်တတ်ဆိုတော့အဲ့ဒီမှာသူ့ရဲ့အဖေဗိမိသားရာမင်းကြီးကိုထောင်သွင်းအချင်းချပါတယ်။ထောင်သွင်းအချင်းချတာအစာရည်စာတွေအကုန်ဖြတ်မသေးပါဘူး။ဘာလို့မသေးတာလဲဆိုတော့ဝေဒဟီမိဖုရားကြီးကသွားသွားပြီးတော့မှာ အစာ SRI စာတွေဖွက်ပြီးတော့သွားကြည့်လို့ဖြစ်ပါတယ်။ဒါကိုသိတော့ဗီဒီမီဘရားကြီးကိုလည်းပဲအဲ့ဒီကိုမသွားဖို့ပိတ်ပင်တယ်။မသွားရတော့။ဒါနဲ့လမ်းလျှောက်နေတယ်သူရထားတဲ့တရားတွေကိုအာယုံပြုပြီးတော့မှလမ်းလျှောက်နေတော့ဝမ်းမြောက်ဝမ်းသာစိတ်နဲ့သူကအသက်ရှင်နေတယ်။ဘာဖြစ်လို့အသက်ရှင်နေတာလဲလို့မူကြီးမယားတွေကမေးတော့ရှင်မင်းကြီးတဲ့အရှင်မင်းကြီးရဲ့ခမဲတော်ဟာတဲ့ဒီလမ်းလျှောက်နေလို့အသက်ရှင်နေတာပါ။ လာမလျှောက်နိုင်အောင်ခြေထောက်ကိုခွဲစားသိပ်မိကင်တတ်စေလို့အမိန်ပေးလိုက်ပါတယ်။ဒါနဲ့ဆက်တာတဲ့ဒီကအဲ့ဒီထောင်သွင်းကျင်းချတဲ့အထဲကိုဝင်သွားပြီးတော့သူတို့ရဲ့အရင်ကရှင်ပြန်ကြီးဖြစ်ခဲ့မှုတဲ့ဗိမိတရာရဲ့ခြေထောက်ကိုဓာတ်နဲ့ခွဲစားနဲ့သိပ်ပြီးမိကင်ပြီးတော့ဆက်ပလိုက်တယ်။အဲ့တော့မှဩငါသားရဲ့ငါကတော့ငါ့ကိုလာကယ်တယ်လို့ထင်တာ။အမြင်မှန်ရလို့ဆက်တာတဲ့ဒီလွတ်ပြီးတော့ငါရဲ့မုတ်စိတ်ကျင်ဆွယ်လို့ရိုက်ခိုင်းမယ်လို့ထင်တာ။ အခုတော့ငါ့ကိုလာတတ်တာပါလားစိတ်ဓာတ်ကြီးလျှော့ချလိုက်တော့အဲ့ဒီမှာတည်ဆုံးသွားတယ်တကျင်တော့သူ့အဖေတည်တဲ့နေ့မှာပဲသူ့ရဲ့ယင်သွေးလေးမွေးတယ်ဗျမူမန်မရောက်စုံတယ်ပေါ့နော်ရှင်ဘရင်ကြီးကိုတရင်ပို့မယ်မူမန်မရောက်ကလည်းကတည်းကစုံတယ်မင်္ဂလာတရင်နဲ့အမင်္ဂလာတရင်မိကြီးတော့ဘိုးတယောက်ကသူ့ရဲ့အဖေပေးပြီးဒီဘက်တယောက်ကတော့သူ့ရဲ့ယင်သွေးငယ်လေးမွေးဖွားတယ်ပေါ့အဲ့တော့မင်းစကားကမင်္ဂလာမရှိဘူးတဲ့ဟာစကားကမင်္ဂလာရှိတဲ့စကားဖြစ်တဲ့အတွက်ငါကိုယ်တည်း သွားပြောမယ်ဆိုတော့သူ့ရဲ့ရင်သွင်းငယ်လေးမွေးဖွားတဲ့အကြောင်းကိုအဇရတမင်းကြီးကိုသွားပြောပါတယ်။ပျော်လိုက်တာငါသားလေးရပြီငါရဲ့ရင်သွေးလေးရပြီ။အော်အဲ့လိုဆိုတော့ငါရဲ့အဖေလေဒီလိုပျော်ခဲ့မှာပဲ။ဒီလိုပျော်ခဲ့မှာပဲလို့သူအဲ့ဒီမှာအတွေးရတယ်။ဟာငါရဲ့အဖေရှိသေးလားဆိုတော့ဟိုတရင်ပို့မဲ့မူမတယောက်ကအပေါ်တက်လာပြီးတော့အရှင်ဘယင်မင်းကြီးတဲ့။ဒီနေ့ပဲကွယ်လွန်အနိစ္စရောက်သွားပါပြီဆိုတော့အဲ့ဒီမှာ ငရဲကြတော့တာပဲအဲ့ဒီနေ့ကစပြီးတော့မှအဇာတတမင်းငရဲကြတော့တာပဲသူ့ကိုမြတ်တာတွေပုံဩပြီးတော့ဖခင်မြတ်တာတွေပုံဩပြီးတော့မှချစ်ခဲ့တဲ့သူ့ရဲ့အဖေကိုသူ့ကိုယ်တိုင်တတ်လိုက်ပြီအဲ့တော့တတ်လိုက်တဲ့အတွက်ငါသည်ဒီအပြစ်ကိုခံရတော့မယ်ဆိုတဲ့နှလုံးမသားမယားဖြစ်ခြင်းအကုသို့ပေါ့အကုသို့ဆိုတာအကုသလားသာဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာတဲ့အကုသို့ဆိုတာအပြစ်နဲ့တကွာဖြစ်တယ်သူ့ရဲ့အကျိုးကလည်း မကောင်းတဲ့အကျိုးကိုပဲပေးလေးရှိတယ်။ဒါကြောင့်မို့စိတ်နှလုံးမတမယာဖြစ်ပြီးတော့ညစဉ်ညတိုင်းအိတ်မပြောဘူးတဲ့။ညရောက်ပြီဆိုရင်သူ့ကိုလမ်းအချောင်းတရားနဲ့လာလာထိုးသလိုခံစားရတယ်။အဲ့ဒါဘာဖြစ်တာလဲဆိုရင်မသေးခင်ကတည်းကငရဲကြနေတာ။သူလှုပ်ခဲတဲ့အပြစ်တွေကို ပြန်ပြန်ပြီးတွေးရင် တွေးရင်တွေးရင်နဲ့ဘာဖြစ်လဲစိတ်နှလုံးမတမယာတွေဖြစ်ပြီးတော့မအိမ်နိုင်မစားနိုင်တမိုင်မိုင်တထွေတွေဒီလိုဖြစ်နေတာပေါ့ ဒါဘာဖြစ်တာလဲအရှင်လတ်လငရေကြတယ်လို့ခေါ်ပါတယ်။တေးမငရေကြတာမဟုတ်ဘူးနော်။အရှင်လတ်လလည်းပဲငရေကြပါတယ်။ဒါကြောင့်ဖုံဖုံကိုလာလာမေးကြတယ်။ဖုံဖုံနဲ့တည်ရင်တပြည့်တော့ငရေကြမှာလားဗျာ။မဟုတ်ဘူး။မကောင်းမှုလုပ်တဲ့ပုံကိုကံကြီးထိုက်စေမဲ့အလုံမျိုးကို လုပ်တဲ့ပုံကမတည်ခင်ကတည်းကငရေကြတယ်။ဘာငရေကြတာလဲ။စိတ်နှလုံးမတာမယာဖြစ်ပြီးတော့ခဏနေကအစရတမင်းကြီးလို့ သူ့ကိုတညတညကိုလမ်းအချောင်းတရာနဲ့လာလာထိုးသလိုခံစားရတယ်။နောက်ဆုံးတော့တူတူပဲပြောကြပါစို့မြတ်စွာဘုရားရဲ့ဒီတရားတော်တွေကိုနာကြားလိုက်တဲ့အခါမှာတရားကြီးအမြိုက်စီးနဲ့တိုက်ကျွေးလိုက်တဲ့အခါမှာတော့အစရတမင်းရဲ့အပူတွေဟာအေးချမ်းသွားတယ်။နောက်ဆုံးဒီအပြစ်တွေကိုကြေပါစေတော့လို့မြတ်စွာဘုရားရဲ့သာသနာမှာအများစွာသောကုသိုလ်ကောင်းမှုတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်သူရဲ့အကုသိုလ်ဟာအဝေစီငရဲကိုကြာမှာဖြစ်ပါတယ်။ ဒါမဲ့လို့အဝေးစင်ငရဲကို မကြတော့ဘဲနဲ့လောဟကိုမိငရဲမှာဖြစ်ဖြစ်သွားတယ်ပေါ့ဒါဟာဘာလဲဆိုရင် အရှင်လလငရဲကြတာကိုပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မို့မိဘတွေကို စော်ကားတဲ့ပုံကိုယ်တွေမိဘတွေကိုတပ်ဖြတ်မယ်လို့ကြံစည်တဲ့ပုံကိုယ်တွေဟာတေမငရဲကြမှာမဟုတ်ပါဘူးမတိခင်ကလေးကအရှင်လလငရဲကြနိုင်ပါတယ်အနာယောဂအမျိုးမျိုးနှိမ့်ဆက်လို့တော့၎င်းနော်ဘေးအမျိုးမျိုးကအမျိုးမျိုးနှိမ့်ဆက်လို့တော့၎င်း အပယ်ငရေမကြပြီမဲ့လို့အရှင်လာလာနဲ့ငရေကြနိုင်ပါလေဗျာအားလုံးပဲကိုယ်စိတ်နှစ်ပါးကြမ်းမာချမ်းသာတော်မူကြပါစေ